အကိုအမအပေါင်းတို့ခမရဂလာတိနှင့်26အတူတကွကြည်လိုက်ကြဆိုငါသည်ခရစ်တော်နှင့်အတူတိုင်ကြီးတော်၌ချီတက်ခဲ့ပြီးကျွန်ုပ်သည်အပြစ်ဒဏ်ဒုက္ခမှလွတ်မြောက်ခဲ့ပြီးယခုငါကိုယ်တိုင်မနေတော့ပါသို့သောခရစ်တော်သည်ငါအတွင်း၌နေတော်မူသည်ယခုကျွန်ုပ်၏ခန္ဓာကိုယ်အတွင်းရှင်တန်သောဘဝကိုကျွန်ုပ်ကိုချစ်သောဖရာသခင်၏တားတော်အပေါ်ယုံကြည်ခြင်းအဖြစ်နေထိုင်နေ၏တာသနာဆရာစီ၌ငါအတွက်သူ၏ကိုယ်တော်ကိုလှူပေးခဲ့သည်ဤစာပိုက်သည်ယေရှုခရစ်၏ချစ်ခြင်းမေတ္တာကိုပြောကြသည် အကျွင့်မဲ့သောငါတို့အားချစ်လိရှိသောယေရှုသည်ငါတို့အားကယ်တင်ရန်ကိုတော်ကိုတော်လူပါသည်။ဒါကြောင့်ကျွန်ုပ်သည်အမြဲတမ်းတိုင်ကြီးတော်ပေါ်တွေးတောရန်အားထုတ်စေခြင်းကိုခံရ၏တိုင်ကြီးတော်၏ခွင့်လွှတ်ခြင်းတရားသည်ကျွန်ုပ်အတွက်အရာအားလုံးဖြစ်၏ဖျားသခင်၏အချစ်နှင့်ယေရှု၏အချစ်သည်ကျွန်ုပ်အတွက်အရာအားလုံးဖြစ်၏ကျွန်ုပ်တို့အားလုံးတိုင်ကြီးတော်အပေါ်ထက်မှန်ရှိခဲ့ရပြီးရန်ကျွန်ုပ်မျှော်လင့်ပါသည်။